လက်ရှိအာရခပြည်သူတော်လည်းရဲ့အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာအာရခဒေတာကမတူကွေးပြားတဲ့လူမျိုးစုတွေဟာငိမ့်ချန်းစော်အတူရှင်တွင်းနေထိုင်လျက်ရှိကြပါတယ်။ခေအဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့အုပ်ချုပ်သူတွေရဲ့တွေးခွေအုပ်ချုပ်မှုတွေကြောင့်မှအာရခဒေတာဟာလူမျိုးရေးဘာသာရေးပဋိပက္ခတွေထွေပြားခဲ့ပါတယ်။နေပေါင်းများစွာအတူတကောနေထိုင်လာခဲ့ကြတဲ့လူမျိုးစုတွေအကြားမှာအမုန်းတရားတွေရှင်သန်ကြီးထွားလာခဲ့ပြီးယုံကြည်မှုတွေဟာလည်းပြပြခဲ့ရပါဗျာ။ ဒီကနေ့မှာတော့အရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်မှုရန်တရားအောင်မှာကိုကိုယုံကြည်မှုဘာသာရေးတလိထုံတန်းတွေမတူညီကြတဲ့လူမျိုးစုတွေအကြားလူမှုတဟဇတာကြသောယုံကြည်မှုတွေတည်ဆောက်နေကြပါတယ်။အရခဒေသမှာနေထိုင်ကြတဲ့လူမျိုးစုတွေဟာလည်းအရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်မှုရန်တရားမှာပူပေါင်းပါဝင်ကတာဝန်ထမ်းဆောင်နေကြပါတယ်။ဒီအထက်ကမှမွတ်စလင်လူမျိုးတွေဟာဆိုရင်အရင်မြန်မာစစ်တပ်လက်ထက်မှာ ဘာသာရေးခီးတွန်းလာရေးလွတ်လွတ်ခွင်တွေမရှိဘဲဖိနှိပ်စော်အုပ်ချုပ်ခံခဲ့ရတာပါလက်ရှိအာရခပြည်သူတွန်းလာရေးအစွန်ရလက်အောက်မှာတော့မွတ်စလင်လူမျိုးထောင်နဲ့ရှိဟာအာရခပြည်တိဆောက်ရေးနဲ့ကာကွယ်ရေးအတွက်ဌာနဆိုင်ရာအသီးသီးမှတာဝန်ထမ်းဆောင်လျက်ရှိကြပါတယ်မွတ်စလင်အများပြနေထိုင်ကြတဲ့ဘူးတီတောင်မောင်တော်ဒေသတွေမှာဆိုရင်မြို့နယ်အုပ်ချုပ်ရေးမှူးရာထူးတွေအထိမွတ်စလင်လူမျိုးတွေကိုနေရာပေးခန့်ထားပါတယ် ဒါပြင်မွတ်စလင်လူမျိုးတွေကိုအုပ်ချုပ်ရမှာလေခရိုင်မွတ်စလင်ရေရကောင်စီတွေဂျူရီအဖွဲ့တွေဖွဲ့စည်းပြီးအုပ်ချုပ်စီတာပါဒါဟာမြန်မာစစ်အစိုးရအုပ်ချုပ်စဉ်ကဘေးမွတ်စလင်လူမျိုးမှမရရှိခဲ့တဲ့အခွင့်အရေးတွေဖြစ်ပါတယ်စိတ်ကုန်စီအုပ်ချုပ်ခါစားခနိုင်စင်ကလည်းကြော်လောလောဟင်းပဲခနိုင်စင်ကလည်းကြော်လောက်မှာကျွန်တော်တို့အဖိုးအဖါရောပရိုခါစားဒီမှာကဟုပါတယ်ကျွန်တော်ဇပိုင်းအေးကျွန်တော်မွတ်စလင်တပည့်ခံစားခါရတာလေအခရင်ခင် topic ဒါလေ ယပိကကျွန်တော်တို့ပိုင်ဆိုင်ခွင့်တိအသိခံရရဒီပိကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုအဆုံးရှုံးခံရတယ်ပညာသင်ခွင့်မရှိလွတ်လွတ်ခွင့်လွတ်လွတ်စွာအတော်လာခွင့်မရှိကိုယ်ခွင့်မရှိခါရေစတဲ့ဘရန်ဒီပိအချက်တိဘောင်းမျိုးစုံမပရပါလောက်ဇာပရပါလေအစကလုံးမရှိရရလို့ကျွန်တော်တို့ရဆရာဆိုင်ပဲဒီကရဟန်းကနေအခုကျွန်တော်တို့ရွန်ထော်ပိကအရကမိမအရကအစူရာကကျွန်တော်တို့အခုလုံးနေစက်တိကျွန်တော်တို့ကြိုက်ကြဇာပရပါလေအဲကောကော အားရရပေါ်လာမှာသမဟင်းဒီကျွန်တော်ကြိုက်ကကူရူကူကူတိုင်းပါဝင်လို့ပြီးတိုက်ပစ်တိဆုံးမလေးတို့ပါခဲ့တယ်ဒီနိုင်ဘောခနိုင်စီကျော်လောလောမှာစိတ်ကုန်စီကအိုးမှာလွင်ခတဲ့နိုင်ဘောငါးဆရာရဟောကဝင်ထက်ပြိနေယူခဆက်တဲ့ရင်းပါနောက်ဆုံးနိုင်ငါးဆယ်အောက်စုကဝင်ထက်တော့မခက်လိုက်စတိပါအခုစုကကျွန်တော်တို့ရကာဆူရမအလုံးလုံးကအိုးမှာနုံနေမဆတိတော်ဟင်းတိုင်းညာဆတိတော်ဟင်းကျွန်တော်တို့တတ်ဆိုင်တာဌာနတိမှာအခုဝင်လုံးလုံးကစတိအမြဲတမ်းဟင်းပါတယ် နာနာကဖွေးစီတီမှလည်းသူဒီပဲလုံနေကစတဲ့ဇာခလေးစိုက်ကွန်စီမှာပမာစိုက်ကွန်စီမှာရပ်ပဲလောက်ဆက်စားခင်လို့လေဟိုရမနာထောင်းနေစီလေးအဲဘူဒီရောမောင်တော့အဲသမိုင်းတန်ကြံလောက်အောင်သူတို့ခံပန်ပြီးကြီးအေးမိုင်းဆက်ပုံပြလိုက်စားရပေတုစိုက်တီကိုအတာဓမ္မနဲ့သူတို့စူဆောင်လို့ပြီးကြီးလာနာခိုင်ကြီးအဲအေးအဲအေးတက်တော့ ਨੇ အဲအဲတိုက်ခဲ့ဖို့တော့အေးအမဟင်းကြီးကျွန်တော်တို့လူမျိုးပြီး ရခိုင်နမုစလင်မသမတဖိုက်ပေါ်တော့သမတိုင်ကျေဖို့တော့သူရညာရှင်ခံမလာလို့မမခိုင်ခွန်ပြီးလဲချပါရေကေရန်ခါရနိုင်ပခနိုင်ဆိုင်ရပြခေါ်ရကမပြခါပါလာနာခိုင်ဖို့လို့တခါလေးမပြောကဒီကုကျွန်တော်အေယူလီအဆူရာကကြကြလာနာခိုင်ခွန်ပါအိုရှိုခွန်ပါအေဒေအေဒါနုနီအဆန်ဒီပါခရယာဆန်ဒီပါအေဘေဆန်ရဆန်ကြီးအေရာထူရန်တရတိအေပြလာစတိသိမ့်ပါရရတော့ကျွန်တော်ကတရှင်ကမြော်လာတန်တခါရခွန်ရတိပဲဂူရနီ အဲရွေလီယာဆိုရကကျွန်တော်ကိုအဲကွေခရဆတ်စင်မမဟိမနဲ့အဲပူပေါင်းပါဝါရေဟူသမြတ်ကိုအခွားရပြပြကြီးအဲဘယ်တိုင်ပစ်ဆိုရမှာပူပေါင်းပါဝါခေါင်းကိုပြလိုက်ချောဟိုတွေ့မှနေရဒါပြင်အရခဒေတာမောင်တော်မျိုးကဆစ်ဆူးနေတခုကြော်ကြပိတ်ထားခဲ့ရတဲ့မြို့မဂျာမီပလီကြီးကိုအရခတက်တော်စူးစီရှုပ်ပူရှုပ်ထွန်းမြနိုင်တဲ့မွတ်စလင်ခေါင်းဆောင်တို့တွေ့ဆုံပြီးနှစ်ပတ်အကြာစက်တမာလ7ရက်နေ့မှာအရခပြည်သူဒေါ်လင်ရဲ့အဆိုအရကပြန်လည်ဖွင့်ပေးခဲ့ပါတယ် ဒီလိုဆီဆူနီကြော်ကြပိတ်ထားခဲ့တဲ့ဂျာမေပလီကြီးကိုပြန်လည်ဝတ်ပြုခွင့်ပြုလိုက်တဲ့အပေါ်အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့မွတ်စလင်လူမျိုးတွေကဝမ်းသာကြိုဆိုလျက်ရှိကြပါတယ်ဒါဟာလေအာရခပြည်သူတော်လည်ရေးအစိုးရလက်ထက်မှာဘာသာရေးလွတ်လွတ်ခွင့်ရလာတဲ့မွတ်စလင်လူမျိုးတွေရဲ့ပြည်ယုံတစ်ခုဖြစ်ပါတယ်။ဒါအပြင် အာရခဒေသမှာအာရခပြည်သူတော်လည်ရေးအစိုးရကဗလီစစ်ကိုလုံးကိုအခကျင်းဝေးတပြားမှမယူဘဲတိစောက်ပေးခဲ့ပါသေးတယ်။ အရင်ကလူမျိုးရေးဖာသာရေးအရာပညာသင်ကြားခွင့်မရခဲ့တဲ့မွတ်စလင်ကျောင်းသားကျောင်းသူတွေဟာဆိုရင်လေအာရခပညာရေးဌာနလက်အောက်မှာဒန်းတူညီမြပညာသင်ကြားခွင့်တွေရရှိနေကြပါတယ်ဒါရီဟာရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA ရဲ့လက်ထက်အာရခဒေသမှာအယောင်သွေးစုံလင်လာတဲ့လူမျိုးစုတွေရှစ်ကြည်ရှင်နေယုံကြည်မှုတွေတိုးပွားလာပြီးအာရခပြည်ကိုအတူတကွတည်ဆောက်နေကြတဲ့တမိုင်းဝင်အခိုက်အတန့်တွေပဲမဟုတ်ပါလားရှင်။